ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာယခုနှစ်အတွင်းမိုးသီးထန်စွာရာသုံးမှုကြောင့်သွေးလွတ်တခွေးကူးစက်ခံရသူမြင့်တက်လျက်ရှိပြီးလူငယ်နှစ်ကကူးစက်ခံရသူအရေးအတွက်နဲ့ဒေသုံးသူအရေးအတွက်ထက်ကျော်လွန်ခဲ့တယ်လို့သိရပါတယ်။စင်စရာရအော်တိုဘာလရဲ့ပထမဆုံး၉ရက်မှာသွေးလွတ်တခွေးကူးစက်ခံရသူနဲ့ဒေသုံးသူများဟာရခိုင်သုံးလကကာလတူအချိန်ရဲ့အရေးအတွက်ထက်ကျော်လွန်နေကြောင်းဖော်ပြထားပါတယ်။2025ခုနှစ်ဇန်နဝါရီလမှအော်တိုဘားလ9ရက်ထိသူတို့နှုတ်ကေးကူးဆက်ခံရသူအချက်လက်ကိုလေ့လာခဲ့ပြမှုမှာ လာတလားစီတိုင်းကုဆတ်ခံရသူနဲ့တည်ဆုံးသူဇက်တိုင်မြင့်တက်နေရလို့တွေ့ရပါတယ်ကြည်ညိုသူများရဲ့ပြောပြချက်အရလက်ရှိသလိုတဝေကူးဆက်မှုဟာမိုးရသွမှုနဲ့နေပမှုအပြောင်းလဲများကြောင့်ဖြစ်တယ်လို့ဆိုပါရီးအဲဒီရာသီဥတုဟာသွေးလွန်တကေးကူးဆက်ပြန့်နှံ့စေတဲ့ AIDS ထင်ရှားများပေါက်ဖွားရန်အတွက်အလွန်ကောင်းမွန်တဲ့သဘောပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေရတဲ့အတွက်ကြောင့်ဖြစ်ပါရီးယခုနှစ်သွေးလွန်တကေးကူးဆက်ဖြစ်ပွားမှုဟာ2019ခုနှစ်ကလိုပြင်းထန်နိုင်ခြေရှိတဲ့ပေါ်ဆိုရင်မှုများရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်သတင်းဌာန BSS မှဖော်ပြထားပါတယ်။ဇွန်လမှာသလွတ်တုတ်ကေးလူနာအရေးအတွက်9952ဦးရှိကာတေဆုံးသူ16ရှိကြောင်းကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန DGHS ရဲ့ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာနရဲ့အချက်အလက်မှဖော်ပြထားပါတယ်။ ဇူလိုင်လကစေယုံတက်ရောက်ကူတာမှုခံယူရသူ1684ဦးရှိပြီးတေဆုံးသူ42ဦးရှိပါသည်။အော်ဂိုလာမှာစေယုံတက်ရောက်ကူတာမှုခံယူရသူ1496ဦးရှိပြီးတေဆုံးသူ39ဦးရှိကစတေမာလာမှာစေယုံတက်ရောက်ရသူ15866ဦးရှိပြီးတေဆုံးသူ86ဦးအထိတိတိတသာမြင့်တက်ခဲ့ပါသည်။အော်ဒဘာလာရဲ့ပထမဆုံး9ရက်အတွင်းစေယုံတက်ရောက်ကူတာမှုခံယူရသူ9543ဦးရှိပြီးတေဆုံးသူ26ဦးရှိပါသည်။မေလာမှာသူလုံတို့ကရောဂါကူးစက်မှု စတင်တိတိတတမြင့်တက်လာတယ်လို့ကြွကြည့်သူများကမှတ်ချက်ပြုထားပါတယ်။မိုးပြတောင်းပြတောင်းရွာသွန်းမှုကြောင့်လမ်းများ၊နေများ၊စွန့်ပစ်ပလတ်စတစ်အိမ်များ၊အိမ်ခုံများနဲ့အုံသီးခုံများတွေရေများတောင်းတလျက်ရှိပြီးအဲ့ဒီအခြေအနေအလုံးဟာ AIDS ချင်းကြားပေါက်ဖွားမှုကိုဖြစ်ပေါ်စေပါတယ်။ယောဂကုသမှုခိတရက်တန့်သွားပြီမလဲ။မိုးရွာသွန်းမှုတွေကြောင့်ယောဂကုသမှုတွေပြန်ဖြစ်လာပါတယ်။ဒီအခြေအနေကအော်တိုဘာလမှာပိုပြီးဆိုးရွားပွဲရှိပါတယ်။2023ခုနှစ်ကလောက်မဆိုးနိုင်ပေမယ့်2019ခုနှစ်ကကုသဖြစ်ပွားမှုအခြေအနေ နေလိုမျိုးကြုံတွေ့နိုင်ပါတယ်လို့ဂျန်ဟန်ဂျီနာကတက္ကသိုလ်မှပိုးမွှားပေရဆိုင်ရာ ပေါမောက်ခကာဘီရူဘာရှာကရှင်းလင်းပြောပြခဲ့ပါတယ်။